အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature ပြချင်တဲ့လေးရနေပြန်လဲချိုးဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ဖတ်ရတဲ့ဆက်ပြီးချင်တဲ့ဆောင်းပါးကောင်းလေးကတော့ science ဆရာကြီးဘင်းမိုးနေရေးသားထားတဲ့တကယ့်လူကျွန်လို့အမိရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဆောင်းပါးလေးထဲမှာပါတဲ့အကြောင်းအရာလေးတွေကဆိုလို့ရှိရင်1930ကျော်1940လောက်ကရေးသားထားတဲ့ဆောင်းပါးလေးတွေဖြစ်တဲ့အတွက်ကြောင့်နားဆင်သူများအနေနဲ့နားဆင်ရတာအခက်တွေ့နိုင်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ကဒီလက်ရှိစကားပြေရေးသားလေးနဲ့ဒီဆောင်းပါးလေးကိုတဆက်ပေးသွားမှာဖြစ်ပါတယ် တခဏအချိန်အမုတ်ရီယာဆိုတာခြေများဖြင့်ပြီးစီပါတယ်မဟာဗဒဝီမြေကြီးဆိုတာလည်းအမုတ်များနဲ့ပြီးစီပါတယ်အစုံစားမရှိတဲ့အချိန်ကာလဆိုတာလည်းမိနစ်စက္ကန့်များဖြစ်ကြပါတယ်ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေဆိုတာအချိန်ရဲ့အင်းငယ်တဲ့တခဏအစိပ်ပိုင်းတွေကိုအသုံးပြုတဲ့သူတွေဖြစ်ကြပါတယ်ဒီရွယ်ချက်တစ်ခုခုရှိတဲ့သူတွေဟာအဲ့ဒီအချိန်ခဏလေးတွေကိုအလင်းလုံးလေးတွေလိုတန်ဖိုးထားပြီးတော့အလင်းလုံးနဲ့တူတဲ့အောင်မြင်မှုကိုရရှိကြပါတယ် များစွာသောသူတွေကဒီရွေးချက်တစ်ခုခုဒီရွေးချက်တစ်စုံတည်းကမရှိကြပါဘူး။ဒီလိုအချိန်ဆိုတဲ့အလဲလုံးလေးတွေကို အဖို့မတန်ဘူးလို့ထင်မှတ်တဲ့အတွက်ကြောင့်ရုပ်ဖိတ်ကြွေးချက်ပျောက်ပြတ်ခြင်းတို့ရောက်ရှိကြပါရဲ့။ဒီစကားတွေကရိုးတဲ့အတွက်ကြောင့်စကားလုံးလှပြီးမယ်ပညာရှိတွေအသုံးပြကြတယ်လို့မှတ်ချင်ပြီးတော့ပေါ်ပေါ်ရွရွသဘောထားကြပါရဲ့။ရံများကြောက်တက်တူတွေကိုတူတိုင်းကျွန်တော်တို့တွေကရွှေငွေကြောက်ပန်တွေ ရကြမှာမဟုတ်ပါဘူး။ဒါပေမဲ့အချိန်နဲ့အမျှတိုးလေသူတွေကတော့ကံစိုးရှိတဲ့အဖို့ထိုက်တဲ့နေရတနာလေးကိုအမှန်တကယ်ရရှိကြပါလေ။မယုံကြည်ဘဲနဲ့မတွေ့ဘူးဆိုရင်တော့ရမှာမဟုတ်ကြပါဘူး။များစွာသောသူတွေကအချိန်ကိုစောင့်ပြီးတော့နေကြပါလေ။အခုလို့ဖို့အချိန်မရသေးဘူး။အခုလို့ဖို့အချိန်မရှိသေးဘူး။အခုပညာသင်ဖို့မအားလက်ကြသေးဘူး။ဘယ်အခါကျရင်တော့အားလက်မှာပါ။ဘယ်အချိန်ကျရင်တော့အားလက်မှာပါ။ဘယ်အခါကျရင်တော့ပိတ်ရက်တွေရှိတယ်။အဲ့ချာမှာအေးအေးဆေးဆေးလောက်ကြတယ်။ အခုတော့မလုပ်လို့ရအောင်မှာတော့အခုတင်လို့မတက်နိုင်အောင်မှာတော့အချင်းဆိုတာလည်းမရှိပါဘူးအဲ့ဒီစကားမျိုးတွေကိုတုံးတက်ကြပါရင်ပျော်ဖို့ပါဖို့စားဖို့တောက်ဖို့ပွက်လက်ကပင်ကြီးဖို့ဆိုပြီးအချင်းပေးနေတဲ့သူတွေအရက်ကကြတော့ကျွန်တော်တို့အချင်းဆိုတဲ့ပလဲလုံးလေးရအောင်မြင်ခြင်းလို့ခေါ်တဲ့ယတနာပလဲလုံးအဖြစ်ကိုဘယ်တော့မှရှောင်နိုင်မှာမဟုတ်ပါဘူးစုံလင်းသွားလို့ကျွန်တော်တို့တိမ်ချင်းတဲ့အလောက်ကနေလွဲပြီးတခြားမလုံနိုင်ဘဲနဲ့ဝဲလေလေပြီးနေရမှာဖြစ်ပါတယ် လောကမှာထင်ပေါ်ကြော်ကြားတဲ့သူတွေဆိုတာအဲ့ဒီလိုမလုပ်ဖ ೇನೆ ကျွန်တော်တို့တစ်ခဏရှိတဲ့အချိန်လေးတွေကိုအမိအယဖမ်းပြီးအသုံးပြုကြတဲ့အတွက်ကြီးကျယ်အောင်မြင်ကြပါတယ်။အချိန်အတူအဆအချိန်အပိုင်းစာကလေးတွေကိုအသုံးမပြုတဲ့သူတွေကကြတော့ဒီအသေးဖွဲအလုပ်တွေကိုဘယ်တော့အခါမှပြင်းပြအောင်မလုပ်နိုင်ကြပါဘူး။အဲ့ဒီလိုလူမျိုးတွေဟာတာမန်လူတွေအိုးအိုးကြက်ကြက်ဆွဆူဝေးဝေးကနေမထွက်နိုင်တဲ့သူတွေပဲဖြစ်ကြပါတယ်။ဘယ်လိုပင်စူညံနေပါစေအချိန်အတူအဆကလေးတွေကိုမိအောင်ဖမ်းတဲ့သူတွေဟာ တင်းငယ်တဲ့အချိန်အပိုင်းစာရေးတွေကိုစိတ်ကိုတိုးပြီးတခုခုဖြစ်အောင်ပြုလုပ်နိုင်ကြပါတယ်။စိတ်ကိုမနိုင်တဲ့သူတွေကသာအချိန်ကိုဖြုံးနေတဲ့အခါကြောင့်အဲ့ဒီအချိန်အတိုးအဆအချိန်အပိုင်းစာလေးတွေကိုမမြင်ကြပါဘူးမမိကြပါဘူး။လောကမှာရှိတဲ့ယတနာတွေထဲမှာအချိန်ဆိုတာအဖိုးတိုက်ဆုံးယတနာဖြစ်ပါတယ်။တင်းငယ်တဲ့ပြည်တန်းတဲ့ဗရံများထံတန်ဖိုးရှိပါတယ်။နပိုလီယန်ကအော်ဒါလို့စက်ပွဲမှာမိကိုတားလို့မရတဲ့အတွက်ကြောင့်ညင်းနေပါတယ်။ ဒီတခဏအချိန်လေးလင်းဟင်းမှုကြောင့်စစ်ကြီးရှုံးလာတယ်။စစ်ကြီးရှုံးလာတာဒီနိုင်ငံကြီးဆုံးရှုံးရခြင်းပဲဖြစ်ပါတယ်။စီရေးစရာမှာနိုင်ဝတ်တနိုင်မြအဲ့အချိန်ကလေးကလာပေါင်းမြက်ပေါင်းများစွာတို့ထက်ပိုပြီးတော့ခရီးရောက်နိုင်ပါတယ်။ဒါနဲ့အရာထားခြင်းရာစားပြီးညအရာဝင်တဲ့အချိန်အထိအချိန်အတိုစားကလေးဒီအချိန်အပိုင်းစားလေးဒီဆိုတာဗရံများကြောက်တန်လို့ပါမှာကျွန်တော်တို့ရဲ့ဘေးဘဝင်ခြင်းမှာအမြဲတမ်းဖြတ်သန်းနေကြပါတယ်။အဲ့ဒီ အချိန်အတိုအစားအပိုင်းအစားကလေးတွေကိုဟန်ယူတတ်တဲ့သူအသုံးပြတတ်တဲ့သူတွေဟာမိုးကုတ်ကြောက်ကိုမသွားဘဲနဲ့အာဖရိကစိန်တွင်ချီတွင်လို့မသွားဘဲနဲ့အဲ့ဒီယေသနာတွေကိုဟန်ရကမထားဘဲရရှိနိုင်ပါတယ်။အလုံးမရှိဘူးဆိုပြီးမရှိစရာဘူး။ငါမှအားမလို့ဆရာမရှိရင်လည်းဖေးပြန်တောင်းနေမယ်၊ဒူးနဲ့နေမယ်ဆိုပြီးစိတ်မျိုးကိုထားတဲ့သူတွေဟာမျက်စိအလင်းမရှိသူဖြစ်တယ်။တံပိုးရှိတဲ့အချိန်တိုးစားကလေးတွေကိုမသိတဲ့အတွက်ကြောင့်သာဒီလိုမျိုးပြောကြရတယ်။ အလုံမရှိအလုံရှားဆိုတဲ့စကားကကောင်းတဲ့စကားဖြစ်တယ်။တကယ်ဆိုရင်အဲ့ဒီစကားဟာချီးမွမ်းတဲ့စကားဖြစ်တယ်။အလုံမရှိရင်အလုံရှားရမယ်။ရှားတဲ့အလုံကလည်းအကျိုးရှိတဲ့အလုံဖြစ်ရမယ်။အလကားနေမဲ့အစားအိမ်ပံဝင်းကျင်မှာရှိတဲ့ညီဖို့တုဆော့ရုံရဲ့ပစ္စည်းဥစ္စာဖြစ်နိုင်နေ။အိမ်မှန်သမျှဟာတုဆော့တဲ့ရင်ချွေးမှုတွေထွက်လောက်တဲ့နေရာက လုံလုံလောက်လောက်ရှိတယ်။တချို့ပညာရှိကြီးတွေဆိုရင်အိမ်မှာဆောင်းထားတဲ့ဗလာစာအုပ်မှာအားလက်တဲ့အချိန်မှာရေးတဲ့ကြတဲ့အတွက်ကြောင့် ကြော့စောချင်းတို့ရောက်ကြတယ်။အားလက်တဲ့အချိန်ကလေးတွေမှာတန်ဖိုးရှိတဲ့စာအုပ်တစ်ခုခုကိုစောင့်ထားတဲ့အတွက်ကြောင့်တန်ဖိုးရှိတဲ့ညညာတွေကိုရကြတယ်။တချို့သူတွေကတော့အားလက်တဲ့အချိန်မှာနေချင်းကတစ်ခုခုကိုလောက်ကြတယ်။တချို့ကလည်းလက်မှုပညာတစ်ခုခုကိုလောက်ကင်ကြတယ်။တခြားအလုပ်မရှိရင်အားလက်တဲ့အချိန်မှာဖတ်ဖို့စာအုပ်လေးတွေကိုစောင့်လာမယ်ဆိုလို့ရှိရင်လောကမှာကြီးပွားဖို့မိမိကိုယ်ကိုတတိနေနေတယ်လို့ဖြစ်ပါလိမ့်မယ်။ အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးအမိရတော့ဆိုင်းဆရာကြီးပြမှုနေဟိတာထားတဲ့တကယ်လူကျုံလို့အမိရတဲ့စာအုပ်ထဲမှာတခဏအချိန်လို့အမိရတဲ့အကြောင်းအရာလေးကိုကျွန်တော်စကားဒီနဲ့တင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျာ။နားဆင်လို့ညာနေနေလေဒီဆောင်းပါးလေးထဲမှာပါတဲ့ဆရာကြီးပြမှုနေပြောထားတဲ့လမ်းကြောင်းထားတဲ့ကျွန်တော်တို့လက်ရှိအချိန်ကျွန်တော်တို့အချိန်အလို့စာကလေးတွေအချိန်ပိုင်းစာကလေးတွေကိုဘယ်လိုတန်းမှုရှိအောင်အသုံးချရမလဲ။ကိုယ့်ရဲ့ကြီးပွားဖို့အတွက်တိုးတက်ဖို့အတွက်အဲ့ဒီအချိန်အလို့စာလေးတွေကို ရတဲ့ချိန်မှာရတယ်လို့အမိရဖမ်းပြီးတော့ဘလို့တိုးတက်ကြီးပွားအောင်လှုပ်ဆောင်တင်နေဆိုတဲ့အကြောင်းအရာလေးတွေကိုဒီဆောင်မလေးကနေဘိုးသူတို့အားရရှိသွားမယ်လို့မျှော်လင့်ပါရခင်ဗျာ။ဒါစင်သူများအနေနဲ့လည်းဆရာကြီးပြီးမိုးနေရည်သားထားတဲ့တကယ်လူစွန်းလို့အမိရတဲ့မူရင်းစာအကောင်လေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်လစ်ထရေချာဖီ channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။ဒါစင်သူများအားလုံးပြန်ခတ်တင်ကင်းကြီးကြပါစေ။ဒေါသခတ်တင်ကင်းကြီးကြပါစေ။ဆင်းရဲခတ်တင်ကင်းကြီးကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ နာရှင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲခဲ့၍ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလည်းကလုံးတော်ကပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ Literature Feature Channel လေးမှာနာဆင်ပေးခဲ့ချာသူတဦးလျောက်ချင်းစီကိုဆုတောင်းမြတ်တာပို့သပေးလိုက်ပါရခင်ဗျာ။